လောကမှာစိတ်ပူလောင်မှုကိုဖြစ်စေတတ်တဲ့အရာတွေရှိတယ်လို့စိတ်အေးချမ်းမှုကိုဖြစ်စေတတ်တဲ့အရာတွေလည်းရှိအဲ့ဒီနှစ်ခုကိုမြတ်စွာဘုရားခွဲခြားဟောပြီးတော့ဘုရားရဲ့အဆုံးအမတရားတော်တွေမှာအချင်းချုပ်လိုက်လို့ရှင်အကုသိုလ်မှန်သမျှရှောင်ကျင်ခြင်းနဲ့ကုသိုလ်မှန်သမျှပြည့်စုံအောင်လုပ်ခြင်းဒီနှစ်ခုပဲရှိအချင်းချုပ်လိုက်လို့ရှင်ဒီနှစ်ခုပဲဟောတယ်မြတ်စွာဘုရားအဲ့ဒီဟောထားတဲ့အဆုံးအမတရားအတိုင်းကိုယ့်ဘဝမှာ အတုံးချပြီးတော့ဘဝခရီးကိုဖြတ်တမ်းမှုလို့ရပေါ့အေးဘဝခရီးအတွက်လူတွေဟာဒီဘဝနဲ့မပြီးသေးဘူးမပြီးသေးတော့ကိုမမြင်ရတဲ့နောက်ဘဝခရီးအတွက်จุတင်ဘလို့ပြင်ဆင်မလဲဘာတွေနဲ့จุတင်ပြင်ဆင်မလဲဆိုတာသိထားဘူးလို့အဲ့တော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေကိုကြည့်လိုက်မြတ်စွာဘုရားပါဟောတော်မူဆို ပฏิကိစေဝတံကရေတာရံစင်ညာဟိတမတနောကို့အတွက်အကျိုးဖြစ်တွန်းမယ်ဆိုတဲ့အလုတ်ကိုချွတင်ပြီးသိအောင်လုပ်တယ်ဒါအဆုံးမတရားတစ်ခုပဲနော်တောင်လုံးဘွားရောက်ရင်ငါ့အတွက်ဘာတွေကအကျိုးဖြစ်ထွန်းနိုင်သလဲဥပမာကလေးတွေဆိုမိဘတွေကပညာမရှိသူကြီးဝန်တန်းဆိုငါကလေးပညာမတတ်လို့မဖြစ်ဘူးဆိုပြီးတော့ ကလေးအတွက်နောင်ရည်ကိုကြည့်ပြီးအခုလက်ရှိကလေးငယ်သေးတဲ့အချိန်မှာကိုကြွေးထားနိုင်တော့လည်းပဲနောင်ရည်ကိုကြည့်ပြီးတော့ကျောင်းပို့တယ်ကျူရှင်ပို့တယ်ငွေကြေးကုန်ချစွာလုပ်ပြီးတော့တချို့မိဘတွေဟာခွဲပြီးတော့နိုင်ငံသားတွေထီအောင်ပို့ဘာလို့ဆိုရင် သူတို့တတ်တဲ့ပညာဟာသူ့အတွက်အကျိုးဖြစ်ထွန်းနိုင်မယ်ဆိုပြီးမျှော်လင့်ခြင်းနဲ့ပို့လာလေ ကိုကလေးရလာတဲ့အခါမှာလဲကိုကလေးကိုအဲ့ဒီရွယ်ချင်းနဲ့ပဲမိဘတွေကချောင်းထားပေးတယ်ပညာသင်ပေးတယ်အဲ့ဒါကိုပြောတာပဲမြတ်စွာဘုရားလည်းနော်ပฏิကိစေဝတံကရေတာယံစင်ညာဟိတမတနောယံခြင်းလှုပ်တင်လှုပ်ထိုက်တဲ့နော်ကိုယ့်ပုံမှာကောင်းချိုးပြုမဲ့ဟိတလို့ဆိုတဲ့အခြေအနေခေါင်းတစ်ခုအတနောမိမိရဲ့ ယံဟိတံအကျိုးစီးပွားဖြစ်မယ်ဆိုတဲ့အရာတခုဇင်ညာတိမယ်ဆိုလို့ရှိရင်ပฏิကစေဝါကြွတင်ပြီးတော့ဒါလေတန်ထိုကိုအတွက်အကျိုးဖြစ်ထွန်းမဲ့အရာကိုကြည်ရတာပြုလုပ်ထားရမယ်လို့သူဆိုကြွတင်ပြင်ဆင်တာလေမိဘတွေကကလေးတွေចောင်းထားတယ်ဆိုတော့ကြွတင်ပြင်ဆင်တာပဲလေသူ့ဘဝခရီးအတွက်အဆင်ပြေအောင်ကြွတင်ပြင်ဆင်ပေးတယ် 他说别人没沾到我屁股，俺打俺都没沾。